ပြည်သူလူထုကဒီတော်လှန်ရေးအတွက်ကျေးဇူးအရှိဆုံးလူတွေဒါကိုကျွန်တော်တို့တော်လှန်ရေးဖွဲ့စည်းတိုင်းကအမြဲတမ်းအလုံးသွင်းထားတော်လှန်ရေးဖွဲ့တွေကပြည်သူလူထုကဘာမှမဟုတ်ပါဘူးဆိုတာလည်းဒီတော်လှန်ရေးပြီးပြီပဲ မင်္ဂလာပါဆရာကျမတို့ဒီ The Glutton Post ရဲ့ Youth and Women Affairs Program မှာလာရောက်ပြီးတော့မှမေးမြန်းခန်းစီစဉ်မှာပါဝင် ပြီးရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဆရာက CDM တယောက်လည်းဖြစ်တဲ့ပြင်ကြပြဆရာလို့လည်းကျမတို့သိရတယ်ပေါ့နော်ဆိုတော့အာဆရာဒီ CDM မဝင်ခင်မှာဆရာဘယ်ဌာနမှာအလုပ်လုပ်ခဲ့ပြီးတော့မှ CDM ဝင်လာတယ်လဲဆိုရရဲ့ဒီတော်လှန်ရေးမတိုင်ခင်မှာကြပြဆရာအဖြစ်နဲ့ဘယ်လိုရည်ရည်တည်ခဲ့တယ်လဲဆိုရရဲ့ပေါ့နော်ပြီးတော့အခုလက်ရှိကာလအချိန်မှာဘယ်လိုတွေလှုပ်ရှားနေတယ်လဲဆိုတာကိုအရင်ဦးဆုံးမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါကျွန်တော် ်ကတော့ကြပြဆရာဟာရှိန်ပါယင်းတော့ကတော့ကျွန်တော်ကလေးမြို့နယ်လျှံမြေစီမံခန့်ခွဲရေးနဲ့စည်ရင်ဦးစီးဌာနလို့ခေါ်တဲ့မြင်းစင်းဦးစီးဌာနမှာ လက်ထောက်ဦးစီးမှုစစ်ဆေးတာဝန်နဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အာနာသိမ့်လိုက်တဲ့ခါကျတော့ကျွန်တော်တို့ကကပြာစရာလည်းဖြစ်ပြီးတော့ကလေးမျိုးဆိုတာကနိုင်ငံရေးလှုပ်ရှားမှုတွေចောင်းသားနိုင်ငံရေးလှုပ်ရှားမှုတွေအားကောင်းတဲ့နေပြီဖြစ်တဲ့ခါကျတော့အာနာသိမ့်တာနဲ့ကျွန်တော်တို့စာပြေတိုင်းဝိုင်းနဲ့ပါကတာအမနိုင်ငံလုံးဆိုင်ရာចောင်းသားများအဖွဲ့ချုပ်ရဲ့ခစားရလို့ခေါ်တဲ့ချင်းစာပေနဲ့ယဉ်ကျေးမှုအသင်းစသဖြင့်မို့လေနော်ចောင်းသားနိုင်ငံရေးသမားတွေနဲ့ကျွန်တော်တို့ကငကိုရှိချင်းဆွဲကလေးကခင်မင်ချင်းနှိကြတယ်ဥတင်ပေါင်တင်နေကြတဲ့ခါကျတော့အာနာသိမ့်တာနဲ့ကျွန်တော်တို့ကတော့ပြောစရာမလိုဘဲနဲ့ကိုဒါကိုတော်လှန်ရမယ် အပြာစရာဆိုတော့လက်ဝဲရင်းနေပေါ့ဗျာနော် community ဖက်ရင်းနေဆိုတော့အာနာမသိန်းခင်ကလေးက NLD ဆိုရလက်ထက်မှာကိုဥဒိတ်စိန်ဆိုရလက်ထက်မှာကိုကျွန်တော်တို့က2008ချေဦးနာကစ်ချေဦးကြီးကိုဒေါ်လန်ခဲ့ကြတယ်ဒါရီပြင်ဆင်တဲ့နဲ့ဒါရီပြင်ဆင်တဲ့နဲ့ဆိုပြီးမှတောက်လျှောက်ဝေဖန်ပြောဆိုဒေါ်လန်လာခဲ့ကြတာ2015စတုတ္ထကျောင်းသားတပိတ်လို့နာမည်ကြီးတဲ့ပညာရေးတပိတ်2015လက်ပဒန်း အရေးခင်းတို့ဘာလို့မှာဆိုလဲကျွန်တော်တို့ဝန်ထမ်းတစ်ပိုင်းအနေနဲ့ကြပြားဆရာတစ်ပိုင်းအနေနဲ့ကျွန်တော်တို့ဝိုင်းရံခဲ့ကြတာကျွန်တော် CDM လောက်လာဖို့အကြောင်းရင်းတွေကတော့အများကြီးထဲကဒါတော့အဓိကအကြောင်းအရာကြမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဒီ CDM ကျွန်တော်မလုပ်ခင်စာပေအတိုင်းဝိုင်းနေနဲ့ကျွန်တော်တို့ထုတ်ရှားခဲ့တဲ့အပေါ်မှာတော့အဓိကချက် ပြောရမယ်ဆိုရင်ကျွန်တော်တို့ချင်းတောင်အနေနဲ့ကပြာစုတစ်ခုတူတူတန်တန်ပေါ့လေနော်မြန်မာပြည်မှာဆိုရင်အမျိုးသားစာပေစုတို့ဘာလို့ပေးနိုင်လဲပြမနာမှာအလဲရိုးမစာပေစုကြောက်စင်မှာ AID ကပြာစုစသဖြင့်အများကြီးကပြာစုတွေအများကြီးများကြီးပေးတဲ့ပုံမှာကျွန်တော်တို့ချင်းပြည်နယ်ကနေကပြာစုတစ်ခုမှမပေးရသေးဘူးပေးနိုင်လောက်တဲ့အင်အားတွေရှိကြတယ်ချင်းတောင်ကနေထွက်တဲ့ချင်းလူမျိုးကပြာစရာတွေအများကြီးပဲဒါပေမဲ့ကျွန်တော်တို့စုတစ်ခုမှဖြစ်ဖြစ်မြောက်မြောက်မပေးနိုင်ခဲ့ကြတဲ့ပုံမှာကျွန်တော်တို့ချင်းကပြာစရာတွေစုပြီးကောင်ဆက်လက်မြေကပြာစုဆိုတဲ့ကောင်းစင်နဲ့ကပြာစုတစ်ခုပေးနိုင်အောင်စူးစမ်းခဲ့ကြတယ်ဆောင်ရွက်ခဲ့ ြတယ်နောက်တော့ကျွန်တော်တို့တကယ်လည်းပြေးနိုင်ခဲ့တယ်နောက်ထပ်ကြတော့ကျွန်တော်တို့ကိုဗစ်မတိုင်ခင်လေးမှာဘလဲဝါသားကပြားဆရာဆရာမြကပြားနဲ့ကျွန်တော်နဲ့ပေါင်းမိမှဒီဘလဲဝါစပီး ရှောင်ပြည်သူတွေကိုကပြားအားဖြင့်ချင်းတိုင်းသားကပြားဆရာတွေအနေနဲ့ဘလို့ဂူညီပေးနိုင်မလဲဂူညီဖို့ကျွန်တော်တို့မှာတာဝန်ရှိတယ်လို့ကျွန်တော်တို့ခံစားရတယ်ညီကိုတွေဆိုတော့ကပြားအားဖြင့်လည်းဖြစ်မယ်ချင်းကပြားဆရာတွေစူးစီးမှုကပြားစာအုပ်တော့လောက်အောင်ဆရာငင်းချမ်းရေးခေါင်ကြီးများဆိုတဲ့ချင်းတိုင်းသားကပြားဆရာတွေအကုန်လုံးကိုစူးစီးထားတဲ့ကပြားစာအုပ်ကျွန်တော်တို့နှစ်ယောက်ထုတ်လိုက်နိုင်တယ်ပေါ့ဒါကတော့အာနာမသိခင်မှာမှတ်ရဆရာကောင်းတဲ့ကပြားနဲ့ပတ်သက်တဲ့စာပေဖြတ်သန်းမှုဖြစ်ပါတယ်ကျွန်တော်ရဲ့တကယ်စာပေဖြတ်သန်းမှုပြန်ပြောရရင်တော့ကျွန်တော်ကတောင်းခုနှစ်ခုနှစ်ယူမဂဇင်းမှာအုံပုံးဆိုတဲ့ကပြားကိုကျွန်တော် print တက်အပြာစာမှုဖြစ်နေကျွန်တော်စတင်ဖော်ပြခံရတယ်ဒါကကျွန်တော်ရဲ့ပထမဆုံး print တက်က2009ပေါ့ point တော်များများကျွန်တော်ကိုတမျိုးတမျိုးလေးပြောနေကြလို့ထည့်ပြောတာဖြစ်ပါတယ်အခုလက်ရှိကျွန်တော်ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကပြားဆရာသမက်ကပါလကတာမှာမှုဆောင်အဖွဲ့ဝင်တယောက်အနေနဲ့ ပါဝင်လှုပ်ရှားလက်ရှိပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီ2021ခုနှစ်အာနာသိမ်းတဲ့အခါမှာဆရာ CDM လှုပ်ရှားမှုမှာပါဝင်ဖို့ရန်အတွက်အဆုံးဖြတ်ချက်ချတဲ့အခါမှာပေါ့နော်ဆရာရဲ့ဘလို့ကိုပိုင်ယုံကြည်ချက်တွေပြီးတော့မှလူမှုရေး PR ဒါမှမဟုတ်ရင်နိုင်ငံရေးအခြေအနေတွေကအဓိကလှိုးဆော်ခဲ့တာဖြစ်မလဲပေါ့နော်အဲ့လိုမျိုးအဆုံးဖြတ်ချက်ချဖို့အကောင့်ထဲပေါ်တဲ့အခါမှာရောဒီဆေးအုပ်စုစီကနေပြီးတော့မှ ဖိနှိပ်မှုတွေဗန္ဓာရေးအခက်အခဲတွေဒါမှမဟုတ်ရင်မိသားစုဆိုင်ရာစိုးရိမ်မှုစတဲ့ဘလို့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင် င်ခဲ့ရပါတယ်နတ်တလာလို့ခေါ်တဲ့ MRDTC နဲ့ NRTC ကျောင်းသူကျောင်းသားတွေကိုစားကျွန်တော် အာနာသိန်းဟာကိုစန့်ကျင်ကွက်တဲ့ကြောင်းကျွန်တော် statement ထုတ်တယ် statement ထုတ်လိုက်တော့ representative နှစ်ကလူတွေ wine ဆဲကြတယ် wine ကိုလက်မတွင်ပါရိုက်မယ်ဆိုတဲ့ကောင် senior တွေလည်းများကြီးတကယ်တမ်း CDM ကိုဘာလို့ဝင်တယ်လဲဆိုတော့တို့က2008ခြေဦးကျောင်း CDM ဝင်တာပဲ2008ခြေဦးကပြင်မလားဖြတ်မလားပြင်လဲ80ရာခိုင်နှုန်းလောက်ပြင်ရမယ်အဲ့လောက်မှမပြင်ပေးနိုင်လဲကျွန်တော်တို့တော့ကအဆင်မပြေဘူးအဲ့လိုနဲ့ဒေါ်လာကြီးတဲကိုရောက်လာတယ်အတိက အခက်ခဲရတပိတ်ကာလအင်းချမ်းဆိုတာစီတန်းလှည့်လေတာကိုကတို့ကကန်းနေနဲ့ပြကြသားကြဆိုတော့လက်နဲ့ကင်တော်လှန်ရင်လမ်းကြောင်းစီရွေ့တာပေါ့အဲ့ဒီ CTM အစာဥကာလမှာတကယ်ဒုက္ခရောက်တာပါလဲဆိုရင်နိုင်ငံကြီးကိုဖတ်ကြောင်းပေးတဲ့ဇရဇရာကြီးတွေကအဓိကအန်ဒရီဖြစ်နေတယ်။ကြတော်လိုင်းမနဲ့ဖြန်ပြီးပါတော့ CTM နဲ့တပတ်ပဲတောင်းခံထားအဲ့ဒါဆိုရင်နိုင်မီဆိုတဲ့ဟာမျိုးတွေက CTM လုထားတဲ့ဝန်ထမ်းတွေအတွက်တကယ်လုံးဝအကြက်တဲဖြစ်တယ်။တို့လို့တို့လို့ပေါ့လေနော်။တချို့ဆိုရင်တော်လိုင်းကြီးကိုအမပေးဘူးစစ်တပ်ကိုအပြည့်တဲ့ဒါပေမဲ့ဒီဖက်မှာလည်းလူခွန်ရေးရ right ီအရာဆိုရင်လူလူများတဲ့ဘက်လိုက်လာ common app ပြန်ပြီးတော့မယ်လို့ဒါဒီတစ်ပတ် CTM လို့ရင်ကတော်လိုင်းပြီးပြီတော်လိုင်းပြီးရင်လူကောင်းပြုခံရမယ်ဒါမျိုးတွေနဲ့ CTM ဝင်လာကြရတယ်တကယ်ယုံကြည်ချက်ယက်တီချက်ခိုင်မာနဲ့ဝင်လာကြတာမဟုတ်တဲ့အတွက်တော်တော်ဒုက္ခရောက်တယ်နောက်ထပ်တဲ့တစ်ခုကပါဖြစ်တယ်လေဆိုရင်ဝင်ထိုင်းအင်ယာမှာနေရကလေးဆိုရင်ဒီတောင်ပီလာကောက်ကွင်းပင်းနာဝင်ထိုင်းအင်ယာ CTM လုတ်တဲ့ခါကျတော့ဝင်ထိုင်းအင်ယာနေရတယ်မလုံခြုံဘူး၁၀ရက်နေ့လောက်ဖြစ်မယ်ထင်တယ်စစ်တပ်ကဝင်ထိုင်းအင်ယာတက်ဆွဲတယ်ဝင်ထိုင်းအင်ယာကအိုးအင်ကကိုင်းလာအဲ့မှာသူတို့အရာရှိက စစ်တပ်ကထွက်ထားတဲ့ဘဲကြီးစီတီအမ်နဲ့ကောင်နေအိမ်နေဘဲခန့်ဘဲခန့်ဘဲဆောင်ဘဲဆောင်ကဘဲဌာနဘဲဝန်ထမ်းစီတီအမ်နဲ့ဆိုတာမျိုးထိတို့လိုက်လုံနေပြီးတော့လေကျွန်တော်တို့ကပူဆိုးတာပေါ့တပိတ်ကော်မတီတဲ့ပါတို့လိုမပါတို့လိုလိုဦးဆောင်ကော်မတီတဲ့ ကိုလူတွေကြီးတဲ့အဲဒီလိုနဲ့ဝန်ထမ်းအရာကကျွန်တော်တို့စီတန်ဝန်ထမ်းတွေကဖယ်ပေးရမှာလို့လို့မဖယ်ပေးရဘူးလို့လို့ဒီကေလန်ဖယ်ပေးရမဖြစ်ဆိုရင်လည်းဒီအပေါ့ဝါမှာစစ်တပ်ကတဆွဲထားတဲ့ခါကျတော့ကျွန်တော်တို့ကအထုံးနဲ့ထဲနဲ့ထွက်သွားရင်ကျွန်တော် CDM မှာဆိုမှကြီးညာလိုက်တယ်လို့ဖြစ်မှာအဲ့ဒါနဲ့ तू ကဆွဲမှာပဲလို့နဲ့ကျွန်တော်ဝန်ထမ်းအရာကနဲ့တူတူတိတ်တိတ်အဝတ်တထည်ကိုတခု ပုံစံနဲ့ဆင်းရတယ်မိသားစုလိုက်ဆင်းရပြီးတော့မကြဘူးမင်းတပ်မျိုးမှာမြန်မာနိုင်ငံရဲ့ပထမဆုံးပြည်သူ့အုပ်ချုပ်ရေးဖွဲ့ဖွဲ့စည်းပါပြီဆိုတဲ့ဟာကြီးမြင်ရကြတော့ကျွန်တော်ကအဲ့လိုဆိုတော့ကိုမွေးရမျိုးပြန်မယ်ဟာတကယ်အတာရာကလည်းအုပ်ချုပ်ရေးပိုင်း young star ပိုင်းပေါ့လေနော် young star မှာတော့ငါပြန်ကူမယ်ဆိုမှကျွန်တော်ထွက်လာတယ်ချင်းတော့ပြန်ရောက်လာတော့ပါအဖအဖွဲ့ထဲမှာကုလူတွေကြီးတဲဆိုတော့အဲ့လိုပဲ ဓမ္မတော်ပြင်ကနဲ့ကူလိုက်နောက်တော့ပြပြဆရာဆိုပြည်ရဲ့ဂျုံအဖွဲထဲမှာဂျုံအဖွဲမှုနဲ့အလုံးလုံးလိုက်သေးတယ်ပြီးတော့ဒီ internet line တွေဖြတ်လိုက်တဲ့အခါကျတော့ကျွန်တော်တို့ကဘာလို့ရတယ်လဲဆိုပုတ်ခါဆိုတဲ့ကိုရောက်မောင်တို့နဲ့မျိုးဦးသတင်းစာဆောင် internet line ရတဲ့နေရာတယောက်ကပြေးဒီခုတ်ဖြူကနေသတင်းချက်လက်တွေနှုတ်ခဲကို copy paste လုပ်လာပြင်ဒီဘက်မှာကွန်ပျူတာစာပြန်စီသတင်းစာဒါထုတ်တယ်သတင်းစာစာပို့တယ်ဒါကကျွန်တော်ရဲ့ဒေါ်လာရေးစာခုံပထမအစာပိုင်းနေပေါ့အခု အခုကလာမှာပို့ပြီး ကြုံရတာကမင်းတို့စီတမ်နီကဒေါ်လှန်ရေးသမားတွေမဟုတ်ဘူးဒေါ်လှန်ရေးသမားဆိုရင်တော့လက်နက်ကင်ဒေါ်လှန်ရေးရဲ့တစင်းနေဒေါ်လှန်ရေးသမားတွေဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်တစင်းတစင်းနေဒေါ်လှန်ရေးသမားသူ့မဟုတ်မင်းတို့လုံးဝကိုဒေါ်လှန်ရေးသမားတွေမဟုတ်ဘူးငါတို့လက်နက်ကင်တဲ့ကောင်တွေကမှဒေါ်လှန်ရေးသမားတွေဆိုတဲ့အပြောတွေခါရတယ်မျက်လုံးနေအကြည့်ခါရတယ်ဆိုတော့တို့တော့တော်တော်ဝန်းနေဆရာကောင်းတာပေါ့အခက်ခဲတွေထဲမှာဆိုတော့ဘာလို့လဲဆိုရင်ဒီလက်နက်ကင်ဒေါ်လှန်ရေးလမ်းစဉ်ကိုရောက်ဖို့ကတပိတ်ထွက်ကြရတယ်တကယ်တပိတ်ဆိုတာက CTM CDM ဝန်ထမ်းတွေပါမယ် CDM ပြည်သူလူထုတွေပါဗာအကုန်လုံးရဲ့ကျူစာအထုံးမှုနဲ့လက်နဲ့ကင်လန်းကြောင်းပေါ့တင်ပေးလိုက်တယ်နော်တင်ပေးလိုက်ပခုံးတင်ပေးလိုက်တဲ့ဟာကိုအခုကြမှာကျွန်တော် CDM တမားတွေတော်ထိုင်မှုမားတွေမဟုတ်ဘူးဆိုတော့အပြောတွေအကြည့်တွေကတော့ တော်တော်ခံရခဲ့တာဟုတ်ကဲ့ပါဆိုတော့နောက်ထပ်မေးချင်တာကတော့ဒီကဗျာဆရာတူအနေနဲ့ဆရာရဲ့ဒီစိတ်ခံစားမှုတွေအတွေ့အကြုံတွေနဲ့ဒီပြည်သူတွေရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကိုထင်ဟပ်စေတဲ့ကဗျာမျိုးရေးသားခဲ့တာမျိုးရှိသလားပေါ့နော်ဆိုတော့ရေးသားခဲ့တဲ့ကဗျာတွေထဲမှာမှဆရာအတွက်အမှတ်တရဖြစ်စေခဲ့တဲ့ကဗျာတပုတ်ရဲ့အကြောင်းအရာနဲ့ဒီရေးသားခဲ့ရတဲ့နောက်ခံအကြောင်းအရင်းကိုလည်းပဲမျှဝေပေးပါအောင်ရှင်ဒေါ်လိုက်ကာလာဆိုတော့အများဆုံးရေးဖြစ်တာကဒေါ်လန်ကဗျာတွေပေါ့2021အနာသိန်းနဲ့ နိကစာပြီး2023လောက်အထိပြင်မထင်အကြီးတလေးအချိတ်ကပြားလိုမျိုးအလွန်ဆွေကဘဝကိုပဲတို့ဖော်တလာခဲ့ကျွန်내 sense လေးတွေရလိုက်ရင်လောကမရေးဖြစ်ဘူးတော်လှန်ကပြားကိုပဲရေးမယ်ဆိုတဲ့အစိတ်ကဓာတ်တက်ကြွနေတာတော်လှန်ကပြားကြီးရေးမှဖြစ်မယ်တော်လှန်ကြီးကပြားမဟုတ်လုံးဝမရေးဘူးဆိုတဲ့စိတ်ခံစားမှုထိပါတော်တော်ဖြစ်လိုက်သေးတယ်2023 September လမှာကျွန်တော်မွေးနေ့ အထိမှတ်နေနဲ့ကျွန်တော်ကဒီအာနာသိန်းနဲ့နေကနေစာပြီးမှပုံမှန်ရေးပြတဲ့ဒေါ်လာရက်စွဲတွေတောက်လျှောက်တက်ပြီးရေးလာတယ်အဲ့ဒီထဲကနေစက်တင်ဘာလမှာဒေါ်လာမင်တာဆိုတဲ့ကြပြာစာအုပ်ကို e-book ရုရှားနဲ့ထုတ်ဝေဖြစ်လိုက်သေးတယ်။အဲဒီတော့ကတော့တော်တော်လေးရောင်းရတာပေါ့။ e-book တို့ကို2000လုံးနဲ့ရောင်းလာတယ်။ CDF meter ကိုကျွန်တော်အဲဒီတော့က15သိန်းပံပိုးနိုင်တယ်။အဲ့လိုနဲ့နောက်တစ်နှစ်ကျတော့32 quarter သာဆိုတဲ့ပပြာစာအုပ် e-book version နဲ့သူလည်းထုတ်လိုက်သေးတယ်။ September လမှာရေးဖြစ်တာတော်တော်များများတော့ဒေါ်လာကပြားကြီးကြီးပါပဲ။ဒီဘက်နောက်ပိုင်းမှာကြီးတာဆိုတော့နည်းနည်းပြန်စင်းစားတော့နည်းနည်းအစိတ်တွေပါလာတယ်လို့ခံစားရတာပဲ။ဘာလို့ဆိုကိုအမလို့အများဖြစ်တဲ့ဒေါ်လာကြီးရဲ့အရွေ့ကြီးကျွန်တော်နဲ့ social media မှာ friend ဖြစ်တဲ့လူတွေတော့တော်တော်တွေ့ပါ။အရွေ့ဆိုတဲ့ series င်ကျွန်တော်တောက်လျှောက်ရေးဖြစ်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကအခုချိန်ထိ volunteer အကြောင်းစရာတယောက်အနေနဲ့မြန်မာဘာသာရပ်ကိုသင်ပေးနေတဲ့အခါကျတော့ဒေါ်လန်ကျောင်းကပြာကို NGG ရဲ့ PPTV မှာကိုစိုးရရွတ်လိုက်သေးတယ်။ဆိုတော့ဒီကပြာကပုံပြီးအမှတ်ရစရာတော့ကောင်းမထင်။ဒေါ်လန်ကျောင်းကပြာကိုကျွန်တော်စာပြီးရေးဖြစ်တာကကျွန်တော်တို့ချစ်တဲ့ရဲဘော်ခြေဘော်လေနော်ခြေကွေပါရာပြောဖူးတဲ့ဟာ The first duty of revolution is to be educated လို့သူပြောတယ်။အရင်မှာဒေါ်လန်ရဲ့ပရမဆုံးတာဝန်ကပညာတတ်ဖို့ပဲပညာတတ်တယောက်ဖြစ်ဖို့ပဲဆိုတော့အဲ့ဒီကနေ င်ကျွန်တော်အဲ့ဒီကြပြာကိုရလိုက်တာနောက်ထပ်ကျောင်းရထဲမှာကျွန်တော်တောက်ရှောင်းရတာကအကျန့်ဖက်ဖက်စစ်တပ်ကိုတော်လှန်ကြတဲ့နေရာမှာကျွန်တော်တို့ပြည်သူလူထုတွေကကြရတာဝန်ဖောက်ပို့ဆိုလဲထောက်ပို့ကဲစားတဲ့ဖြစ် အကုန်လုံးလူတိုင်းကပြည်သူလူထုကသူရောက်တဲ့နေရာမှာရှိတဲ့အရာနဲ့မဖြစ်ဖြစ်အောင်တော်လှန်ကြတာဆိုတော့အကုန်လုံးကတော်လှန်ရေးသမားတွေဆိုတဲ့အကြောင်းအရာကိုကျွန်တော်ခန်းစားရတယ်ပြီးတော့စာတင်နေတာဆိုတော့ကလေးတွေ ကလေးတွေအများအားပြောတာကပြောဖြစ်တာမင်းတို့တဲ့ရွယ်ငယ်သေးလို့ပညာမဆုံးသေးလို့အသိဉာဏ်မရင့်ကျက်သေးလို့လက်နဲ့မကင်ရတာဒါပေမဲ့မင်းတို့ကရဲဘော်တွေဘလို့ရဲဘော်တွေလဲဆိုမင်းတို့ကတော်လှန်ကြောင်းသားတွေမင်းတို့တက်နေတာကတော်လှန်ကြောင်းဒီနှစ်အတန်းပညာမှာမင်းတို့သင်ရတဲ့ပညာကိုမင်းတို့အပြည့်ဝရလိုက်နိုင်ရင်မင်းတို့ဖက်စစ်တပ်ကိုမင်းတို့အနိုင်ရတာဖက်စစ်တပ်ကမင်းတို့ကိုပညာမတတ်စေချင်ဘူးမင်းတို့ကပညာတတ်ဖြစ်အောင်စူးစမ်းနိုင်ရင်မင်းတို့အနိုင်ရတာတော်လှန်ရေးတရားမှာမင်းအနိုင်ရဖို့ကမင်းအနာကင်စရာမလိုဒါနာကင်တဲ့လူကကင်မယ် ကျွန်တော်မကင်နိုင်တဲ့လူကမြေဖြူကင်မယ်ခလောင်တန်းကင်မယ်ထောက်ပိုးလုပ်မယ်ဆောက်ထားပါတော့လေနော်နောက်ကနေထမင်းဟင်းချက်ပြီးမယ်ထမင်းမချက်နိုင်တဲ့လူကထင်းမီဖို့ရှာပြီးမယ်ထင်းနေရှာပြီးမယ်စသဖြင့်အဲ့လိုလူတိုင်းရောက်တဲ့နေရာမှာကြားတဲ့ဒါဝန်ကိုလုံနိုင်တဲ့ဟာကိုအကုန်လုံးလုံနိုင် လုပ်နေကြတဲ့အတွက်အကုန်လုံးကတော်လှန်ရေးသမားတွေဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုယူပြီးတော်လှန်ကြောင်းကိုကျွန်တော်ရေးဖြစ်ခဲ့ပါတယ်။ဟုတ်ကဲ့ပါ။ဆိုတော့ဆရာဆိုလို့ရှိရင်ဒီတော်လှန်ရေးကာလအတွင်းမှာဒီမြေပြင်စာသင်ကျောင်းတွေမှာကလေးတွေကိုကိုယ်တိုင်ကိုယ်ကျပညာသင်ကြားပေးနေတယ်ဆိုတာကိုလည်းသိရှိရတယ်ပေါ့နော်။ဆိုတဲ့အခါကျတော့ချင်းပြည်နယ်လူမျိုးအဒေသတွေမှာပုံမှန်အခြေအနေတွေမှာတော့မှဒီပညာရေးဆိုင်ရာအခက်အခဲများစွာအဒီရှိခဲ့တာပေါ့လေ။ဆိုတော့ဒီလက်ရှိတော်လှန်ရေးကာလအတွင်းမှာဟိုမြေပြင်စာသင်ကျောင်းတွေမှာဒီစိတ်ရေးအန်တရေတွေတင်ထောက်ကို ူပစ္စည်းအရင်းမြစ်တွေမလုံလောက်မှုပေါ့နော် ပြီးတော့ဒီဆက်ဆရာမတွေရဲ့လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေဒါမှမဟုတ်ရင်ဘလို့မျိုးအဓိကစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်လေပေါ့နော်ဒီလိုစိန်ခေါ်မှုတွေကြုံတွေ့လာတဲ့ခါမှာရောဘလို့မျိုးရင်ဆိုင်ကြော်လွှားခဲ့လဲရှင်အဓိကတော့ကျွန်တော်တို့စီမရှိတာလုံခြုံရေးပေါ့နော်လေချောင်းအန်ဒရီပေါ့ညိုသိန်းကလည်းမတိုင်ခင်ကတော့လေချောင်းကြီးကကြောက်ရတယ်ပြီးတော့လည်းနဲ့ကြည်တန်ကြောက်ရတယ်တကယ်ကကျွန်တော်တို့၄ချောင်းတိုက်ခိုက်မှုတွေက၃ချိန်၃ချိန်လောက်ခံ ခံရတဲ့ခါကျတော့ကလေးတွေအကုန်လုံးကရှေ့မှာအပေါဝကကိုနောက်ထဲမှာကျွန်တော်ကရှည်ဆုံးမှနေရှည်ဆုံးမှ white board ပေါ်မှာကဲဇာကတင်နေတဲ့အချိန်မှာလေချောင်းဆိုတခါတလေကလေးတွေတန်းနဲ့လေချောင်းတန်းကျွန်တော်မကြောက်ဘာလို့ကျွန်တော်ထည့်ကြည့်ရင်ကလေးတွေမရှိတော့ဟပ်ပါလဲဟာဆိုမှထွက်ကြည့်မှဆရာလေချောင်းလေချောင်းလေချောင်းဆိုအဲ့လိုဟာခဏခဏဖြစ်တယ်ဆိုတော့လေရင်တစ်ခေါက်လာပြီလာဝဲသွားပြီဆိုရင်သူ AS လောက်ခဲ့ပြီဖြစ်စီမလောက်ခဲ့ဘူးဖြစ်စီလေချောင်းတစ်ခေါက်လာတိုင်းကလေးတွေကိုအခန်းထဲပြန်သွင်းတဲ့အချိန်မှာစာတင်လို့မရတော့သူတို့ရဲ့စိတ်ကလေချောင်းတိုက်ခိုက်မှုကိုပဲတောက်လျှောက်ရောက်သွားတာဆို င်ကျွန်တော်တို့အကြောင်းကို AS လုပ်တဲ့ဘာလာတွေဆိုရင်ပလေးတွေအကုန်လုံးကိုဘာမှလုပ်လို့မရချော့လို့မရချောက်လို့မရဘယ်လောက်ပဲဆက်တိုက်ပြီးလေ့ကျင့်ထားပါတယ်ပြောပြောတကယ်ရောက်လာပြီဆိုရင်လေ့ကျင့်ထားတယ်ဘယ်သူမှလိုက်မလုံနိုင်ဘူးတကယ်လည်းလက်တွေ့ကြုံလာရင်ပြီးလို့ရအကုန်လုံးကစင်ကလေးထွက်ပြေးတာဆိုတော့အတိအခက်ခဲရတော့အဲ့ဒါပေါ့လေနော်နောက်ထပ်တင်ထောက်ပစ္စည်းတွေကတော့ဒီကကာလဧတာရဆိုရင်ကျွန်တော်တို့ရှိတာမရှိတာထက်တော့ရှင်းတော့ပိုကောင်းတာပေါ့အဲ့မရှိရင်လည်းကြံဖမီးပြင်ဆင်ကြမယ်ပြင်ဆင်လို့မဖြစ်နိုင်တဲ့ຢာတွေဆိုတော့ကျွန်တော်တို့ကထားခဲ့တာကျွန်တော်တော့ကတင်ထောက်ကပစ္စည်းရတော့ကျွန်တော်တော့ကတိတ်တင်နေပါတာ ာရအရာအကောဆိုတော့တိတ်နော်တော့ကတော့တိတ်အခက်ခဲမရှိဘူးစာသင်တဲ့အချိန်မှာနောက်ထပ်အခက်ခဲတစ်ခုရှိတာကတော့ဝါရင်တပါရင်ဆရာဆရာမတွေ CDM လို့ကတဲ့ဆရာဆရာမတွေကသင်ကြားရေးဘက်ကိုပြန်မလှည့်လာကြဘူးချို့ဆိုတောင်လာခင်းတဲ့ရောက်သွားတဲ့တချို့ဂျီမရောက်သွားတဲ့တချို့ပြပရောက်သွားတယ်စသဖြင့်လည်းတချို့ကြံခဲတဲ့လူတွေကလည်းပညာရေးကိုအမတန်ကြတော့ဘူးအဲ့လိုနဲ့ဆိုတော့ volunteer လေးတွေခေါ်ရတယ်အဲကျွန်တော်တို့ကမြန်မာစာသမားဆိုတော့တိတ်မတိတာပြီမဲ့တချို့เจ้าနေမှာ volunteer တွေနေပဲ run ရတဲ့ခါကျတော့ အခက်ခဲတော်တော်တွေ့တယ်။ဘိုဗီခက်ခဲတာက G1 ကလေးတွေ KG ကလေးတွေပေါ့လေအဓိကတော့တင်ပြတဲ့ဆရာမကိုယ်တိုင်ဝါလုံးမေးတယ်။သူ့မေးရင်ဝါလုံးရေးခိုင်းရင် O ရေးသလား0ရေးသလားစသဖြင့်ဖြစ်လာတယ်နော်။အငယ်စင်းကတော့ဒီတင်ထောက်ကူတော်တော်လေးကိုလိုအပ်တယ်။ပြီးတော့နောက်ထပ်ကចောင်းသမီးပါတွေကနည်းနည်းအရွယ်ရောက်လာတဲ့ကလေးတွေကိုចောင်းထားခြင်းတော့တောင်းရထဲခေါ်ထားမလား။ဥယျာဉ်လုပ်ငန်းထဲထဲမလား။ဒါမှမဟုတ် နိုင်ငံညာချစေလွတ်မလားတန်ကိုရန်၁၀ရန်လောက်ရရောက်ရင်အကြောင်းထားချင်တော့အကြောင်းထားလို့၁၂တန်းအထိကြီးထွဲတိပြီးသွားပြီဆိုရင်အစစ်မြပညာရေးကိုတယ်လှမ်းနိုင်ဖို့အာမခံမှုပြည်နယ်တွင်းမှာမြို့နယ်တွင်းမှာအစစ်မြတက်ကတူမရှိဘူးတကယ်ပတ်စံရှိတဲ့လူတွေကတော့အနည်းစားဆုံးဆုံးတို့တော်မှမီဆိုရမ်လာတာကိုမြို့တီလီသွားကြတာချင်းပြည်နယ်ကအလောက်ကြီးဖွံ့ဖြိုးမှုမရှိဘူးပြီးရင် ငွေရည်ကြီးကြီးရဆင်းရဲနှုံကြတဲ့တောင်တန်းဒေသဆိုတော့တောင်တမိပတွေကဟိုမသေးချဘူးလို့သူတို့ထင်နေပညာရေးထဲရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စားကြဘူးသူတို့ဝါဝုလုံးရင်သုံးနှစ်ဆိုရင်သူ300လောက်ရရဒါကသူတို့တွက်ချေပိုကိုက်တာကုန်စင်းလုံးတွေစားစားရရဈေးကြီးတာဟုတ်အသာစားချင်တော့တော်တော်တော်တန်ရုံမိသားစုတွေမစားနိုင်ဘူးအတိကခက်ခဲတော့ចောင်းသားမိပါတွေလည်းပါတယ်ဝါရင်တပါးရေးဆရာဆရာမတွေတင်ကြားရေးထဲပြန်မပါလာတာပါမယ်လေချောင်းအန်ဒရီကတော့အတိကပါလေနော်နောက်ထပ်ကတော့တင်ထောက်ကူပစ္စည်းမစုံတာပါမယ်အဲ့ဒီဟာတွေအတွက်ကိုအတိကစင်ခွန်မှုကဘာဖြစ်လာတယ်လဲဆိုရင်လေ ချောင်းတော့ကတော့ကျွန်တော်တို့ဘာမှလုပ်လို့မရအောင်။ចောင်းသားမိဘတွေကတော့ကျွန်တော်တို့စီယုံဖို့ចောင်းသားတွေကိုနှိုက်ကိုပညာရေးကိုစိတ်ဝင်စားဖို့အတွက်ကျွန်တော်တို့ဘာလုပ်နိုင်ဖို့လိုတယ်လဲဆိုရင်တိကျတဲ့ဘန်းတိုင်းကိုကျွန်တော်တို့ပြောပြပေးနိုင်ဖို့လိုတယ်။ခင်မင်းစနေတန်းပြီးရင်ကမင်းတားတော့ချင်းတောင်ပေးနေရမှာတက်ကတူဖွင့်တက်လို့ရမယ်စသဖြင့်အာမခံချက်ပြပြဝဝရန်နှုံးပြည့်လေအာမခံချက်ကျွန်တော်တို့ကိုယ်တိုင်လည်းမပေးနိုင်တီတော့ကိုကေကောင်းမွန်နဲ့အစစ်မြစ်နဲ့ပညာရေးအတွက်ကိုမဟာပြူဟာရီနိပြူဟာရီဌာနဆိုင်ရာလိုက်လူကြီးတွေရေးဆွဲကြမလားဒါတော့ရေးဆွဲရွေးချမှတ်ချမှတ်ချမှတ်ပြီးပဲရေးဆွဲရေးဆွဲ လိုပဲလို့လို့မြေပြင်မှာကောင်းထဲ ပေါ်ပြနိုင်ဖို့ပြည်သူကိုအာမခံပေးနိုင်ဖို့တို့ကတော့တော်တော်လေးကိုလိုအပ်နေတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ဟုတ်ကဲ့ပါဆိုတော့ဒီတော်လှန်ရေးကာလအတွင်းမှာဒီကျောင်းနေအရွယ်လူငယ်တွေကိုအတင်းကျပ်စစ်မှုအာထမ်းဖို့ရန်အတွက်ခေါ်ဆောင်နေတာတွေရှိနေတယ်ပေါ့နော်။ဆိုတော့အဲ့လိုမျိုးလောရက်တွေဟာ၎င်းတို့ရဲ့ပညာသင်ယူခွင့်ဆုံးရှုံးပြီးတော့နိုင်ငံရဲ့ဒီဟိုရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုဘယ်လိုမျိုးထိခိုက်စေနိုင်တယ်လို့ဆရာအနေနဲ့ဟိုသုံးသပ်ပါတယ်လေ။ဒီလိုစိန်ခေါ်မှုတွေကိုရင်ဆိုင်ရင်ဆိုင်ဖို့နဲ့မြန်မာနိုင်ငံရဲ့အနာဂတ်ပညာရေးနဲ့တည်ဆောက်ဖို့ဘယ်လိုမျိုး ဝါရတွေအစီအမံတွေဒါမှမဟုတ်ရင်ဥစားပေးဆောင်ရွက်မှုတွေကိုအကြံပြုနိုင်မလဲဆရာ။ဂနေတိုင်းနေတိုင်းကျောင်းတိုင်းကျောင်းတိုင်းမှာကျွန်တော်တို့ကတော့ပညာသင်ကြားရမယ့်အရွယ်ကလေးတွေအကုန်လုံးကိုစာသင်ခန်းထဲမှာရှိစေချင်တယ်။သင်ကြားပေးတဲ့ဆရာဆရာမတွေကိုနိုင်ငံလည်းဒီခေတ်ကြီးထဲမှာအကုန်လုံးကျောင်းသားတွေမှာဆွလွှတ်ရတာမဟုတ်ဘူး။ဆရာဆရာမတွေလည်းဒီအပေါ်မှာပြောခဲ့တဲ့ BNJ တွေစိန်ခေါ်မှုတွေကိုပြန်ဆိုင်ဖြတ်သန်းကြတာကြာရင်းနေပဲ။ ကိုယ်မှာရှိတဲ့အကောင်းဆုံးအရာတွေကလေးတွေကိုလက်ဆင့်ခံပေးနေကြတယ်။ကြောင်းတက်ရမယ်လူငယ်လူရွယ်တွေကိုကြောင်းစာသင်ခန်းနဲ့ကျွန်တော်တို့ထည့်မထားနိုင်ကြီးနောက်လာမယ့်အနာဂတ်မှာမျိုးဆက်အ ਨੇ ဆုံးမျိုးဆက်တစ်ခုစားကျွန်တော်တို့ခေနောက်ကြကြံခဲ့ပရောများများလူတွေကိုကျွန်တော်သိစေချင်တယ်မျိုးဆက်တစ်ခုကက်တစ်ခုတော်တော်လေးကိုမျိုးဆက်ပြတ်သွားပြီဖွံ့ဖြိုးရင်းနောက်ကျသွားပြီဆိုတော့ねအခုတော့မှ နောက်ကျနေတဲ့ချင်းတောင်ကထပ်ပြီးနောက်ကျအောင်ပါပဲလူလူတူတူဖြစ်လာဖို့ကတော့စာသင်ခန်းထဲမရောက်လာတဲ့ကလေးတွေရဲ့လက်ထဲကိုကျွန်တော်တို့ကနောက်တစ်ချိန်ကျွန်တော်တို့ရဲ့ချင်းတောင်နဲ့ပြောတော့ချင်းတောင်တန်းတစ်ခုလုံးနိုင်ငံနေနဲ့ပြောတော့မြန်မာနိုင်ငံနိုင်ငံလုံးရဲ့တာဝန်တွေကိုပြင်ညာမတက်တဲ့ကလေးတွေရဲ့ပခုံးပေါ်ကျွန်တော်တို့ပြစ်တင်ပေးလိုက်ကြမှာလားဒါကတော့ကျွန်တော်မိခွန်ထုတ်ချင်တာပေါ့ကျွန်တော်ပြောတဲ့ပြင်ညာတမ်းပြင်ညာတစ်ခုထဲရည်လို့တော့ပုံပေါ်လေးတော့အကျိုးအကြောင်းကိုဝေဖန်ပိုင်းခြားနိုင်တာအစိုးကောင်ဝေဖန်ပိုင်းခြားနိုင်တာဓမ္မနဲ့အတ္တမကို ဝေဖန်ပိုင်းချနိုင်တာအစရှိတဲ့ဖြစ်မပညာကတော့တို့တို့စကပုတ်မှာဆိုတော့ရှိတယ်နော်ကပိဖုတ်တာတော့မှဆရာမပြရင်ပြီးမကြဘူးလို့ပြောတာကြောင်းတဲ့ရမယ်လူငယ်လူရွယ်တိုင်းကလေးငယ်တိုင်းကိုကြောင်းစာသင်ခန်းထဲမှာရှိစေခြင်းလေပြီးတော့အခုကကျွန်တော်တို့မြို့ကမြို့သိမ်းတိုက်ပွဲပြီးသွားပြီမြို့ကိုကျွန်တော်တို့ပြန်ပြန်ပြီးဆိုတော့စစ်မှုမထမ်းမနေရတဲ့ကြောင်းနေရမယ်လူအရွယ်ကလေးလူငယ်လူရွယ်အထိစာသင်ခန်းထဲရှိရမယ်ရွယ်ကုန်လုံးစာသင်ခန်းထဲ ကြောင်းမတက်မနေရဆိုတော့အမျိုးပဲကျွန်တော်ကတော့ပိုပြီးမှလိုချင်ပါတယ်အနာကတော့ကျွန်တော်တို့ကအုံမြချနေတာယင်းနှောက်နှံ့နေတာဒါကလုံးဝရှုံးမရှိဘူးပညာရေးနဲ့ယင်းနှောက်နှံ့တာကတော့လုံးဝရှုံးမရှိဘူးလေ ဆိုတော့ကျွန်တော်တို့ကတော့စာသင်ခန်းတဲကိုပဲကျွန်တော်တို့ကတော့ထည့်ထားစီခြင်းပါပဲကျွန်တော်တို့ခုလက်ရှိနေနေတဲ့စနစ်ထက်ပိုကောင်းတဲ့စနစ်ကိုကျွန်တော်တို့သွားချင်ရွေ့ချင်ရင်ဗလီတွေကိုတောင်းခံတဲ့ထည့်ထားမှရွေ့နိုင်ပါလိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့နောက်တစ်ခုဆက်ပြီးတော့မေးချင်တဲ့မေးခွန်းကတော့ဒီဒေါ်လန်ရေးကာလမှာဟိုဒီလူငယ်နဲ့အမျိုးသမီးတွေရဲ့ဘာဝမှုကဏ္ဍတွေဟိုဒေါ်လေး တွေ့မြင်နေရတယ်ပေါ့နော်ဆိုတော့ဒီလူငယ်နဲ့အမျိုးသမီးတွေရဲ့ဥဆောင်မှုနဲ့ပါဝင်မှုကိုဆရာလူငယ်တဦးအနေနဲ့ဘယ်လိုတွေသုံးသပ်ပါသလဲဒီနိုင်ငံရေးစေရေးပညာရေးတမမဟုတ်ရင်လူမှုရေးကဏ္ဍတွေမှာ၎င်းတို့ရဲ့အခန်းကဏ္ဍကဒီကျမတို့ရဲ့အနာဂတ်တိုင်းပြည်နဲ့ဖွံ့ဖြိုးဖို့အတွက်ပေါ့နော်ဟိုဘယ်လိုအကျိုးသက်ရောက်နိုင်လဲလို့ယူဆပါသလဲရှင်။ဟိုအတိကဥဆောင်နေတာကိုကလူငယ်လူရွယ်တွေနဲ့အမျိုးသမီးထုနဲ့ပါတယ်ပေါ့လေနော်။ဆိုတော့ကျွန်တော်တို့ကတော့ဒီပုံမှာ လူငယ်လူရွယ်နဲ့တကယ်အမျိုးသမီးဆိုတာကျွန်တော်ခွဲခြားပြီးတော့ပြောရတာကကျွန်တော်တော့အဆင်မပြေဘူး။အဲတော့တော်တော့ကျွန်တော်အမြင်ကတော့အကုန်လုံးတန်းတူပဲ။ဒီ gender ခွဲတာတွေပါတွေကဒါတွေကဟိုးရေးရေးလုံးကဗမိုင်းထဲမှာစွန့်ပြစ်ရမယ်။ထားခဲ့ရမယ်။အရာကြီးဆိုတော့လေတော့ ခုကျွန်တော်တို့မြင်နေတာကအမျိုးသမီးတွေ online ထဲမှာတော်တော်ပါတယ်လူကြီးတွေလည်းပါတာရှိတယ်ဆိုပေမဲ့အများစုကတော့လူငယ်လူရွယ်တွေနဲ့အမျိုးသမီးတွေအဲ့ဒီထဲမှာရခိုင်တော့အဖြစ်ကခေါင်းဆောင်မှုအပိုင်းကိုပြန်ကြည့်မယ်ဆိုတော့အမျိုးသမီးတွေတော်တော်အားနည်းတယ်စည်ရည်နဲ့ပတ်သက်ပြီးပြန်ပြောပြောရမယ်ဆိုတော့ချင်းမာဆိုရင်စည်ရည်နဲ့ပတ်သက်လာအမျိုးသမီးခေါင်းဆောင်တွေတော်တော်ရှားတယ်ချွန့်ချက်နေနေဆိုတော့ဒါကအမျိုးသမီးတွေရှားတယ်နေပါလွန်းနေဆိုတော့ကတစ်ဖက်ကကြည့်ရင်ညံ့နေလို့မြင်စရာတချို့ကမြင်လိမ့်ဒါပေမဲ့အမျိုးသမီးတွေကဘယ်တော့မှမညံ့ပါတချို့နေရာတွေမှာအမျိုးသား ယောက်ျားလေးတစ်သက်တောင်မှတို့မှာပိုပြီးထက်မြက်တယ်ကြန့်ခိုင်းတယ်ဒီမှာဒီနေရာမှာကျွန်တော်တစ်ခုမှတ်မိတာဖြစ်ပြောမယ်ဆိုရင်ကလေးမလာဟုတ်ချစ်မလေးတွေအများကြီးဖန်ခံရရလေနော်ထောက်ပို့လို့လို့ဖန်ခံရတော့ကဲတို့အကြည့်တွေခုထိကျွန်တော်တို့မျက်လုံးထဲမှာထွက်တာမျိုးတွေကယောက်ျားလေးတွေတချို့ယောက်ျားလေးအဲ့ဒီထဲမှာစစ်ကြောရောက်တာနဲ့အကြည့်ပြောမှာကောင်မလေးတွေလုံးဝကိုမင်းပါလဲငါပါလဲကဲတောက်ပါတဲ့ဆူးရှတဲ့ရဲဝတ်နဲ့ကြည်တွေနဲ့အများကြီးပဲဒီဘက်မှာကျွန်တော်တို့ချင်းတောင်အနေနဲ့ပြန်ပြောမယ်ဆိုရင်ဒီဘက်မှာဆိုရင်ကျွန်တော်တို့ CNO CNDF မှာကျွန်တော်တို့ရဲ့ ။ Olivia မြင်မထောင်းလို့ကျွန်တော်စမဖြစ်တယ်ရဲရင်နဲ့တက်ကြွတယ်ထက်မြက်တယ်ကြန့်ခိုင်တယ်။ Gremlin တော်မှာကြည့်ပါလား။ကျွန်တော်ထက်မြက်တာမိန်းမတွေညံ့တယ်လား။မညံ့မှုကျွန်တော်တို့ယောက်ျားလေးတွေကကျွန်တော်တို့ ਨੇ တန်းတူရဲရဲဝဝနေရာပြေးရဖို့လို့အမိမတွေငါတို့ကြော်သွားမှာဆိုပြီးကြောက်နေတော့အများရန်ကြောက်နေရမှာရဲရဲဝဝနေရာပြေးကြပါကျွန်တော်တို့လုံနိုင်တာတွေထက်ပိုပြီးလုံနိုင်တာတွေသူတို့မှလည်းရှိတယ်ချက်ထွန်းညာဆိုမိန်းကလေးပိုကောင်းတယ်အလုပ်တစ်ခုလုပ်ရင်စိတ်ဆက်တည်ချာတာမိန်းကလေးပိုပြီးစိတ်ဆက်တည်ချာတယ်စရှိသဖြင့်လေနော်သူ့မှလည်းအာသာချက်တွေများကြီး ဆိုတော့အဲ့ဒီအာသာချက်တွေကိုတော်လှန်ရေးမှာရအောင်အသုံးပြုနိုင်ဖို့လိုတာလူငယ်လူရွယ်တွေအကုန်လုံးကိုအကုန်လုံးရလက်ထက်ကျွန်တော်တို့ကတိုင်းပြည်အနာကကျွန်တော်တို့ရဲ့အနာကကျွန်တော်တို့မျိုးဆက်တွေရဲ့အနာကကိုကျွန်တော်တို့အကုန်လုံးကိုပေးထားရဲရဲဝဝနေရာပေးကြပါဒါပေမဲ့နေရာယူကြမဲ့လူတွေကလည်းအဓိကဘာလို့လဲဆိုရင်တော်လှန်ရေးမှာတော့အကုန်လုံးက ရိုးသားဖို့တခုတည်းပဲလိုတာလူငယ်လူရွယ်မှမဟုတ်ဘူးအဖိုးကြီးတွေဦးဆောင်ရင်ပဲဖြစ်ဖြစ်အရိုးသားရတော့နိုင်ငံရေးရွေးရတော့ဘယ်တော့မှလှမှာဟုတ်ကဲ့ပါအာဒီတော်လှန်ရေးကာလမြန်မာနိုင်ငံရဲ့ဒီဒီမိုကရေစီအင်းကြီးနိုင်ငံများအနေနဲ့၎င်းတို့ရဲ့မြန်မာຫນွေဦးအချင်းကမှုအပေါ်မှာပေါ့နော်ဒီအငင်းပွားမှုတွေလည်းဖြစ်နေတယ်ဆိုတော့တချို့ကလည်းပဲခုလိုမျိုးပေါ့နော်အငင်းပွားစရာတွေရှိနေတယ်လို့တချို့ကသုံးသက်တယ်ပေါ့ဆိုတော့ဆရာရဲ့အမြင်မှာကောဒီတရုတ်တို့အိန္ဒိယအထိုင်းတို့ရဲ့ဒီလက်ရှိမူဝါဒနဲ့ဆောင်ရွက်ချက်တွေအပေါ် ါ်မှာဘယ်လိုတွေသုံးသပ်ပါသလဲဆိုတော့အိန္ဒိယနိုင်ငံများအနေနဲ့ဘယ်နိုင်ငံရဲ့တုံ့ပြန်မှုကမြမတော်လှန်ရေးအတွက်အကျိုးရှိဆုံးဖြစ်မယ်လို့ဆရာယူဆပါသလဲရှင်နိုင်ငံတိုင်းနိုင်ငံတိုင်းလူမျိုးတိုင်းလူမျိုးတိုင်းကအကျိုးစီးပွားကိုလည်းကြည့်ပြဘာကဘာစစ်ဖြစ်တယ်ဒုတိယကဘာစစ်ဖြစ်တယ်တိုင်းပြည်တိုင်းပါစစ်ပွဲတဲ့ပါဝင်တဲ့တိုင်းပြည်တိုင်းကသူအကျိုးစီးပွားအတွက်ပါဝင်တာပဲစစ်မဖြစ်တဲ့စစ်သေးကိုဝန်မပါတဲ့နိုင်ငံတွေကလည်းသူအကျိုးစီးပွားကိုပဲကြည့်တာတို့ဒီຫນွေဥတော်ထိုင်းကြီးမှာတရုတ်အိန္ဒိယ ထိုင်သူ့အကျိုးစီးပွားရေးသူတို့ကြီးတရုတ်ဆိုရင်ကမြန်မာပြည်ကထွက်တဲ့ထွက်စေထွက်လက်တန်သောအဖို့တန်တစ်တီကြောင်မြရတနာတွေဒါတွေကတက်နောက်ဒီတော်ထိုင်ပြီးသွားရင်တက်လာမယ်ဆိုရနေဆိုသူ့အတွက် ကောင်းကျိုးရှိနိုင်သလားဒါကိုပဲကြည့်တာဆိုတော့ ူအတွက်ကောင်းကျိုးရှိဖို့ရာခိုင်နှုန်းသိမရှိဆိုတော့စစ်တပ်နဲ့သူကအဆင်ပြေတယ်စစ်တပ်အုပ်ချုပ်နေသူအတွက်ကြိုးရှိတယ်အိန္ဒိယလည်းလိုပဲအင်အားကြီးနိုင်ငံနှစ်နိုင်ငံကိုကျွန်တော်တို့အနည်းစားဆုံးပါသူတို့ကတော့သူတို့ကြိုးစီပေါ်ကြည်တာသူတို့အတွက်ဖန်တယ်ထိုင်းလူမျိုးတွေကကျွန်တော်တို့လူဦးတော်ထိုင်းကိုအားပေးတယ်ထောက်ခံတယ်ဝိုင်းရံတယ်ဒါပေမဲ့ထိုင်းဆိုရကျွန်တော်တို့အားမပေးဘူးဘာလို့လဲရှင်းရှင်းလေးပဲကျွန်တော်တို့ဒီဒေါ်လာရေးပြီးသွားရင်ထိုင်းကဘာသာရန်စာရမှာတိတ်မထွက်ဘူး မြန်မာပြည်ကသူထွက်တဲ့တန်ရန်ဇာတမြေပေါ်မြောက်တန်ရန်ဇာတအားနဲ့၁၀နှစ်လောက်အတွင်းမှာတကယ်စနစ်ကောင်းခေကောင်းစနစ်ကောင်းအစိုးရကောင်းလက်ထက်ဖြစ်လာရင် ဆယ်နှစ်လောက်တွင်မှာထိုင်းကိုကြောတက်သွားမှာဒါကိုထိုင်းကလက်မခံနိုင်ဘူးလက်မခံနိုင်တော့ကျွန်တော်တို့ကိုအာမပေးဘူးဒါကသူ့အကျိုးစီးပွားနဲ့သူကတော်ထိုင်းရဲ့စာနဲ့ဒီကာလအထိကျွန်တော်တို့ကိုကိုယ်တိုင်စ조사ခဲ့ရစ조사ရတဲ့အသီးပွင့်နေခံစားရတယ်ပြီးတော့ဆက်ပြီးပန်းတိုင်ကိုရောက်တဲ့ဒီကျွန်တော်တို့ဆက်ပြီး조사အောင်အဲ့ဒီနေရာမှာကျွန်တော်တို့ဒီ조사တဲ့နေရာမှာတန်တမာနီလန်းနေနဲ့ဒီအိန္ဒိချင်းနိုင်ငံနေနဲ့ကို့အကျိုးစီးပွားသူ့အကျိုးစီးပွားတစ်ဖက်အကျိုးစီးပွားမျှအောင်ကျွန်တော်တို့လုပ်ဖို့ဆိုရင်မလုပ်နိုင်တယ်လဲဆိုရင် တိကတော့ကျွန်တော်တို့အစိုးရလို့ကိုကိုကိုခံယူထားတဲ့လူတွေနေနော်တို့တို့စုံမိုးနေမြေတွေမှာအစိုးရဆိုရင်အစိုးရနဲ့တူတဲ့အလုပ်ကိုလုပ် NGO ကအစိုးရဆိုရင်သူကအစိုးရနဲ့တူတဲ့အလုပ်ကိုဒူအောင်လုပ်နိုင်ရင်အိန္ဒိချင်းနိုင်ငံတွေကလက်ခံလာပါလိမ့်ကျွန်တော်တို့တော်လှန်ရေးအတွက်ကတော့အိန္ဒိချင်းနိုင်ငံတွေကကျိုးကျေးဇူးရှိလားမရှိလားဆိုတဲ့တော်လှန်ရေးအတွက်ကျေးဇူးအရှိဆုံးတွေကဘယ်သူတွေလဲဆိုရင်ပြည်သူလူထုကဒီတော်လှန်ရေးအတွက်ကျေးဇူးအရှိဆုံးလူတွေဒါကိုကျွန်တော်တို့တော်လှန်ရေးဖွဲ့စည်းတိုင်းကအမြဲတမ်း အလုံးသွင်းထားတော်လိုင်းရဲ့ဖွဲ့တွေကပြည်သူလူထုကဘာမှမဟုတ်ပါဘူးဆိုတာနဲ့အဲ့ဒီတော်လိုင်းရဲ့ပြီးပြီပဲကျွန်တော်စ조사ခဲ့တဲ့အမြတ် တရားထင်းတဲ့ဂုံဆိုပြောကြတော့ကျေးဇူးတင်ပါတယ်ဆိုတော့ကျမတို့ဒီဓမ္မနဲ့အတ္တမတိုက်ပွဲတွေဖြစ်ပြီးတဲ့ခုနောက်ပိုင်းဒီဒေါ်လာရင်အင်အားစုတွေမှာနိုင်ငံရေးရည်တည်ချက်တွေကြောင်းအချင်းချင်းကွဲပြားလာတာမျိုးကိုလည်းတွေ့လာရတယ်ပေါ့နော်ဆိုတော့အဲ့ဒီပုံမှာဆရာဘယ်လိုမျိုးမြင်တယ်လဲပေါ့နော်ဆိုတော့အချင်းချင်းညီညွတ်ပွင့်ရန်အတွက်ဘာတွေကိုရှောင်ပြီးတော့မှဘယ်လိုအရာတွေကိုစောင်ပြီးတော့မှလှုပ်ဆောင်သင့်တယ်ဆိုတာလေးကိုလည်းဆရာရဲ့အမြင်လေးဟောပြောပြပေးစေလိုပါတယ်ပြီးတော့ဟိုဒေါ်လာရင်အစိုးရဖြစ်တဲ့ NUG အနေနဲ့ရောဟိုဘာတွေပြောင်းလဲဖို့လိုတယ်လို့ဆရာမြင် ပါတယ်ရှင်။ဒေါ်လာရဲ့ဖွဲ့စည်းတွေကြာသဘောထားမတိုက်ဆိုင်မှုတွေဘလိုနည်းနဲ့ကျွန်တော်တို့ကပြန်ပြီးတည်မှတ်နိုင်မလဲဆိုရင်ပြည်သူလူထုအားနဲ့ပါပဲ။ကွဲပြဲနေတဲ့ဖွဲ့စည်းတွေဘယ်နဲ့ဖွဲ့ပဲကွဲကွဲကွဲရဲဆိုကြရင်ပြည်သူလူထုအတန်ကိုနားမထောင်လို့ကွဲတာပါ။ပြည်သူလူထုကတော့လူခံစားရတဲ့ဟာပြောမယ်ဒါကိုနားထောင်ပြီးဖို့တို့ချင်းရေးမှဆိုရင်လည်းကဲဒီကပြည်သူလူထုအတန်ကိုနားထောင်ဖို့ပါဝရှောင်တဲ့တယ်လဲဆိုတော့ငါတကောကောတာတွေအတ္တတွေချော့ပါဝဆောင်တဲ့တယ်လဲဆိုတော့ပြည်သူတန်ကိုနားထောင်ဖို့ NUG ကတော့ဘာလို့ဖို့လို့တယ်လဲဆိုရင်လေလိုင်းဇိုးရကနဲ့မြေပြင်ဇိုးရဖြစ်လာအောင်လို့ဖို့ပြီးရင် NUG ကပါ ါဘူးအဓိကလောက်ရမလဲဆိုသူ့ရဲ့ပါသုံးလုံးကိုနိုင်အောင်ခိုင်းဖို့ပါသုံးလုံးကိုမနိုင်နိုင်ရင်တော့အဓိကတော့အညာမြေတကြောမှာ NUG ကတော်တော်လေးဒုက္ခရောက်မှာဆိုတော့ကျွန်တော်တို့ကဖွဲ့စည်းတွေကြားထဲမှာလဲတစ်ဖွဲ့နဲ့တစ်ဖွဲ့အတူယူသင့်တာကိုတူယူပေအဖွဲ့မှာ၆ပြည်ကင်းသေးလဲစစ်မနေဘူးဆိုတော့မှအဲ့ဒီအဖွဲ့တဖွဲ့ချင်းစီရဲ့ကောင်းတာတွေကိုကိုကလိုက်ပြတူယူကြည့်ပြည်သူတွေစိတ်ချမ်းသာစရာဖြစ်လာမှာပါဟုတ်ကဲ့ပါဆိုတော့ကျမတို့ရဲ့ဒီနေ့အစည်းအဝေးမှာအချိန်ပေးပြီးတော့ဖြည့်ကြပေးတဲ့အတွက်ဆရာအောင်အများကြီးကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးပါ